ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘဂိုဒါရွှေကျင်မြို့နယ်မှာစစ်ဖို့ပါတီကိုမဲထည့်ရန်လိုက်လံစည်းရုံးနေတဲ့အောက်တန်းစားစစ်ဖို့ပါတီဝင်တအုပ်ကို ပြည်သူတို့ကဓာတ်နဲ့လိုက်ခုမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းမှာပဲခူးတန်းရွှေကျင်မြို့နယ်အနောက်ဘက်ကျေးပါမှာကျန်းဖို့ပါတီကိုမဲထဲကြရန်နဲ့မဲဆွယ်စည်းရုံးရေးအသွာဒေါ်အမစိန်ဆိုတဲ့အောက်တန်းစားကျန်းဖို့ပါတီဝင်တအူးကလိုက်လံစည်းရုံးနေတယ်လို့သိရပါတယ်။အခုလိုလိုက်လံမဲဆွယ်စည်းရုံးနေတဲ့အချိန်မှာအဲ့ဒီကျေးပါမှာနေထိုင်တဲ့ပြည်သူအသက်40နှစ်နဲ့အရွယ်ဦးဝင်းဦးကဓာတ်နဲ့လိုက်လံခုတ်တဲ့အသွာဒေါ်အမစိန်ဟာထွက်ပြေးလွတ်မြောက်သွားတယ်လို့သိရပါတယ်။ ်အခုလောက်ထွက်ပြေးလို့မြောက်သွားတော့လဲစစ်ခွေးနဲ့ရဲခွေးများကဓာတ်နဲ့ခုတ်တဲ့ပြည်သူကိုဝင်းဦးကိုလိုက်လံဖမ်းဆီးရိုက်နှိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်ရွှေချင်းမြို့နယ်ရဲစခန်းမှာဝေကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အမှုဖွင့်ထားကြောင်းသိရပါဗျ။အလားတူပဲနိုဝင်ဘာလ14ရက်နေ့မနေ့3:05မိနစ်အချိန်မှာရန်ကုန်တိုင်းတင်ငန်းကျုံမြို့နယ်လေးတောင်ကန်ရက်ကွက်လေးတောင်ကန်လမ်းနယ်ဥပဟန်လမ်းတောင်မှာရှိတဲ့ပန်းချံမှာစိုက်ထူထားတဲ့ချက်ဖို့ပါတီရဲ့အောက်တန်းကျလာတဲ့ ကျက်တီတုံးတဲ့မဲဆွေဆိုင်ပုတ်တစ်ခုဘိုကံညွရက်ကွာမှာရှိတယ်လေးတောင်ကလန်းတဲ့ဇဘူဒိတ်လမ်းတောင်မှာစိုက်ထူထားတယ်ကျက်တီမရှိတဲ့ပြည်သူပါတီဆိုင်ပုတ်တစ်ခုသူ့မင်္ဂလာရက်ကွာမှာရှိတယ်လေးတောင်ကလန်းတဲ့သူ့မင်္ဂလာလမ်းတောင်ဇောကနလမ်းဆောင်မှာစိုက်ထူထားတယ်ပြည်သူပါတီဆိုင်ပုတ်တစ်ခုနဲ့ပြည်သူရှေ့ဆောင်ပါတီဆိုင်ပုတ်တစ်ခုတို့ကိုပြည်သူ၄ဦးတို့ကဖြိုလဲခဲ့တယ်လို့သိရပါတယ်အဲ့ဒီမဲဆွေဆိုင်ပုတ်များကိုဖြိုလဲမှုနဲ့ ။ပိုင်ငန်းမျိုးမျိုးနဲ့ရန်အောင်ရက်ကွက်ကအသက်20အရွယ်၊ရွှေလင်းဦးနဲ့ဘိုကံမျိုးရက်ကွက်ကအသက်20အရွယ်၊ခိုင်မင်းကိုအသက်19နှစ်အရွယ်၊စွမ်းထက်အောင်နဲ့အသက်28နှစ်အရွယ်၊ချစ်လင်းကိုတို့ကိုစစ်ခွေးတွေကလာရောက်ဖမ်းဆီးသွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနောက်ပိုင်ငန်းမျိုးမျိုးမှရဲစခန်းမှာရွေးကောက်ပွဲများကာကွယ်ပေးရေးဥပဒေပုံမှ